ရွှေတကုံဖျားဘော်ကိုလေရင်ပြန်တွေပြန်တန်းခွင့်မပြုတော့ပါကြောင်းလေရွှေတကုံဖျားလို့ကြားလိုက်တာနဲ့မြန်မာနိုင်ငံရဲ့အထွတ်မြတ်ထားရနေရာတစ်ခုဖြစ်တယ်ဆိုတာလက်ခံကြမင်းထင်ပါတယ် ဗုဒ္ဓဘာသာဝင်၌ကိုးကွယ်စည်းကဲ့ပူဇော်နေကြတဲ့ဂေါတမမြတ်စွာဘုရားရှင်ရဲ့ဆန်တော်နဲ့ရှေးဗုဒ္ဓရဲ့ရုပ်ဘွားတော်လေးပါးကိုဌာပနာထားတဲ့နေရာတနေရာလေးဖြစ်ပါတယ်။အဲဒါကြောင့်ဗုဒ္ဓဘာသာဝင်၌ရဲ့ထွတ်မြတ်ထားရနေရာဖြစ်ပြီးဘွေတော်နေရက်တွေလာပြည့်တွေဆိုရင် ရှင်ပြန်တော်ကိုခြေချစရာမရှိအောင်လူတွေနဲ့ပြည့်ညံ့နေကြတာပါ။ရွှေအောင်တလက်လက်နဲ့ဖူးမြော်သူတိုင်းရှိကိုကြီးညိုစေတဲ့တိရွှေကုံဖျားကြီးရဲ့ဂုံကလည်းမသေးလာပါဘူး။ညံတော်အမြင့်က325ပြီခန့်ရှိပြီးတော့ ရန်ကုန်ဆိုရင်ရွှေတကုံကိုတိဆိုရလို့ပြောရလားအောင်ထင်ရှားနေကြတာပါ။ဒါပြင်ဒီရွှေတကုံဖျားဖို့ကိုလေလေရင်လုံးဝဖျက်တမ်းခွင့်မပြုထားကြပါဘူး။ဒီတော့ဘာတွေ့ကြောင်ရွှေတကုံဖျားရင်ဝင်းရင်တက်မှလေရင်လုံးဝပြန်တမ်းခွင့်မရှိတာဘာကြောင့်လဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုအတူတူကြည့်လိုက်ကြအောင်ပါ။နံပါတ်၁ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့မညီညွတ်ခြင်း မြန်မာတွေဟာယဉ်ကျေးမှုပိုင်းဆိုင်ရာကိစ္စတွေကိုအဓိကအလေးပေးထားတဲ့နိုင်ငံတနိုင်ငံဖြစ်ပါရင်ဘာသာတရားကိုင်ဆိုင်ကြတဲ့သူတွေကလည်းအများကြီးဖြစ်တာကြောင့်မြမယဉ်ကျေးမှုတွေကြောင့်ပဲရွှေတကုံစေတီတော်ဟာမြန်မာနိုင်ငံရဲ့အလေးမြတ်ထားရနေရာတစ်ခုဖြစ်တာကြောင့်ပဲစေတီတော်ဘော်ကနေလင်းရင်ပြန်တန်းရင်မတင်လျော်လို့ပဲဖြစ်ပါရင်လူအများကလည်းရွှေတကုံဖျားကိုထင်ရနေရာတစ်ခုဖြစ်သတ်မှတ်ထားကြတာကြောင့်ဝင်းရင်ထက်ကနေလင်းရင်ပြန်နေပြန်တန်းမှာက ဖျားပေါ်ကဖြစ်နေတာဆိုတာကြောင့်လင်းရင်ပြန်တန်းခွေကိုအာနာပိုင်းကတာမြင်ထားကြပါရင်ဘသူကမှဒီတကိုးကြည့်ပြီးတော့ဆူတောင်းပြည်တွေဆိုရဲရွှေတကုံပေါ်ကိုပြန်တန်းဝင်မှာမဟုတ်ပါဘူး။နမနေ့ လင်းရင်ပိုင်နဲ့နေမြေကတ်တက်ထားခြင်းလင်းရင်ဖြတ်တန်းခွင့်ကတ်တက်ထားတဲ့နေရာကမြန်မာနိုင်ငံတည်းမဟုတ်ဘဲအခြားသောနိုင်ငံတွေမှာလည်းရှိကြပါသည်ကမ္ဘာနိုင်ငံတွေတော်တော်များမှာလင်းရင်ပြတ်တန်းခွင့်တွေနဲ့ပတ်သက်ပြီးတော့ထင်ရနေရာတွေကိုကတ်တက်ထားကြတာတွေရှိရပါထင်ရနေမြေတွေအပြင်ရွေးရရင်ကျေးမှုတွေရှိကြတဲ့နေရာကတော့လင်းရင်တွေပြတ်တန်းဖို့ကိုကန့်သက်ထားကြတာတွေရှိပါသည်အထူးသဖြင့်ရွှေလကုံစေတီတော်လိုမျိုးဘာသာရေးဆိုင်ရာထင်ရနေရာတွေနီးမှာလေပိုင်နဲ့ကနေပတ်သက်ပြီးတော့အထူးချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေရှိကြတာဖြစ်ပါသည် နံပါတ်3နိုင်ငံရဲ့အဓိကအချက်ချနေရာရွှေဒဂုံစေရီတော်ကဘာသာရေးနဲ့ပတ်သက်ရင်အလေးမြတ်ထားရနေရာတစ်ခုဖြစ်ရုံသာမက နိုင်ငံတော်ရဲ့ဖုံးမဖြစ်နိုင်သောတင်ဂီတာတစ်ခုပဲဖြစ်ပါတယ်။အဲဒါကြောင့်မေလင်းရင်ပြန်တန်းခြင်းတွေကိုရှောင်ကျင်ခြင်းဟာကျန်ရှိနေတဲ့ရွှေဒဂုံဖျားရဲ့တမိုင်းတော်ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေကိုတိမဲ့ပြုထားရလျှောက်ပါတယ်။မြန်မာနိုင်ငံကိုလာရောက်တဲ့သူတိုင်းရွှေဒဂုံစေတီကိုလာရောက်ကြတဲ့အပြင်နိုင်ငံရဲ့ခြားကနေတမှမြန်မာနိုင်ငံရောက်ပြီဆိုတာနဲ့ရွှေဒဂုံဖျားကိုမလာမဖြစ်အောင်ရောက်ခါဝင်ရောက်လေ့လာကြတဲ့သူတွေလည်းရှိကြတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့မြို့ကုံစာတိကုံတွေလည်းတိကျပေါက်ဆိုင်နာဖြစ်တဲ့တွေလင်းရင်ဖြတ်တန်းခွင့်မပြုတာလည်းဖြစ်ကောင်းဖြစ်နေတာဖြစ်ပါတယ်။ နံပါတ်၄အမြင့်နဲ့လေးချောင်းစုံသမတ်ချင်းရွှေရကုန်စေတော်ရဲ့ညံတော်မြင့်ဟာ325ပြည့်မြန်မာပြီးတော့လေးပိုင်းနဲ့ကန့်သက်ထားခြင်းစီမင်းတွေကိုလည်းထည့်သွင်းစဉ်းစားရမှအသေးစားပဲဖြစ်ပါတယ်။ ဒါပြင်ရွှေရကုံစေရီလိုမျိုးအထက်ကနေလေရင်တွေပြတ်တမ်းမိဆိုရင်စူညံတန်တွေနဲ့လေတုညဉာဏ်မှုတွေကိုဖြစ်ပေါ်စေပြီးတော့စေရီတော်တဝိုက်ကအေးချမ်းသာရတဲ့ပုံရိပ်နဲ့ပဝင်းကျင်ကိုနှောက်ရက်ပေးနေတာဖြစ်ပါရင်ဒါကြောင့်ဘုရားကိုလာပြီးတော့ရတရားချီအားဘုရားဝိပုသူတွေတရားထိုင်သူတွေစုတောင်းနေကြတဲ့သူတွေအတွက်လေရင်ပြတ်တမ်းမှာကအနှောက်ရက်ပေးနိုင်လို့ဖြစ်ပါရင်အဲဒါကြောင့်စူညံတန်တွေမကြရအောင်လေးပိုင်နဲ့ကိုချုပ်ကင်ထားကြတဲ့သူများကဘာသာတရားကိုဂိုင်းဆိုင်သူများကောင်းစွာကုသိုလ်တွေပြုနိုင်ဖို့အတွက်အခုလိုကက်သက်ထားတာဖြစ်ပါရင်

နံပါတ်5လင်းရင်အန်ဒီရဲ့ဘေးမှာကာဝေလို့ခြင်းရှေဒီကိုစိတော်ဟာနေ့စဉ်ခီးသွာတန်းနေချီပြီးတော့လာရောက်ဖူးမြော်သူတွေရဲ့ထင်ရနေရဖြစ်ရှိနေတာကြောင့်အကယ်၍များလင်းရင်မတော်စားမှုတွေဖြစ်လာလို့ရှိရင်စိတော်မြတ်ကြီးနဲ့ဖျားဖို့ဧည့်သည်တွေကိုထိခိုက်နိုင်လို့ပဲဖြစ်ပါရင်ဒီလိုဖြစ်လာပြီဆိုရင်တော့ခီးသွာဧည့်သည်တွေလည်းထိခိုက်မှာဖြစ်တယ်လို့မြန်မာပြည်ရဲ့အလေးမြတ်ထားရနေရဖြစ်တဲ့ရှေဒီကုံစိရော်ကြီးပါပျက်စီးဆုံးရှုံးနိုင်မှာကြောင့်မလို့မလိုလားအပ်တဲ့ဘေးရနေရဖြစ်ပေါ်အောင်တွင်ကြိုတင်ကာဝေးပေးထားကြတာဖြစ်ပါရင်ဒါ ပြင်လေရင်တွေကသူတို့စီမရှိတဲ့လေရင်တွေရဲ့စီမင်းစီကံတွေအစိုးရဆောက်အောင်တွေသို့မဟုတ်အထိမ်းမဲ့ဆောက်အောင်တွေအရေးပါတဲ့ထင်ရနေရတွေအပေါ်ကနေပြတ်တမ်းမှုတွေရှောင်ကြတာတွေလည်းရှိကြပါသည်ဒီပိုင်နဲ့ဆိုင်ရာစီးမင်းတွေကိုလည်းနိုင်ငံတော်ကချမှတ်ထားတဲ့ခွင့်ပြုချက်မရှိဘဲနဲ့လေရင်တွေပြန်တန်းခွင့်မရှိတဲ့ လေရင်မပြန်တမ်းရနေရာတွေလည်းသတ်မှတ်ထားကြပါသေးတယ်။အကယ်၍ဒီလိုစားမဲ့ထားရင်စီးမျဉ်းတွေကိုလက်မခံဘဲနဲ့ချုပ်ပေါက်လိုက်မယ်ဆိုရင်ဥပဒေအရအရေးယူခြင်းများကိုလည်းအလူလဲခံရမှာဖြစ်ပါတယ်။ဒီကြောင်ရာတွေကမြန်မာနိုင်ငံရဲ့အထွတ်မြတ်ထားရာရွှေဒဂုံစေတော်ကြီးရဲ့အထက်ကလေရင်တွေပြန်တမ်းခွင့်မရှိတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒီလိုဆိုရင်တော့ရွှေဒဂုံစေတော်ကနေဘာကြောင့်လေရင်တွေဖြတ်တန်းသွားလာခွင့်မရှိတာလဲဆိုတာကိုသိရှိသွားကြပြီလို့ထင်ပါတယ်။နောက်လာမယ့်စီစဉ်တွေမှာလည်းအခုလိုစိတ်ဝေစားစရာကောင်းတဲ့အကြောင်းအရာများကိုထပ်မံတင်ဆက်ပေးသွားမှာဖြစ် တာကြောင့် channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်ရှင်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်